ဟုတ်တယ်ရှင်ရေကုမ္ပဏီတိုင်ရဲ့ခေါ်ဆိုရမယ်ပိုဇီရှင်လေးဒီကတော့ HR assistant ငါဦး marketing staff 3ဦး service staff 3ဦး office staff 3ဦး video editor 3ဦး junior accountant 3ဦးအယောင်ပိုင်း3ဦးနဲ့တန့်ရှင်ရေ50ဦးလို့ကိုကြားမှရွေးခေါ်ယူရမှာပဲဖြစ်ပါရဲ့ရှင်။တန့်ရှင်ရေ position အတွက်ကတော့အသက်ကန့်သက်ချက်တွေကအသက်18ကနေပြီးတော့50နှစ်အတွင်းကြားမှရွေး ုံးဆက်သွယ်ပြီးတော့အသေးစိတ်စုံစမ်းပြီးတော့ live show ထားနိုင်ပါရဲ့ရှင်။ ကျန်တဲ့ပိုဇီရှင်များဖြစ်တဲ့ HR assistant, marketing staff, service staff, office staff, video editor, junior accountant အယောင်ပိုင်းတွေအတွက်ကတော့အသက်ကန့်သက်ချအပြင်အသက်18နှစ်ကနေပြီးတော့35နှစ်အထိကိုလောက်လျှောက်ထားနိုင်မှာဖြစ်ပါရဲ့ရှင်။အားရဂျုံပိုင်းဝန်ထမ်းလေးတွေအတွက်ကတော့ computer ချိန်ခံတက်မြောက်ဖို့အတွက်လိုအပ်ပါရဲ့ရှင်။ HR assistant, marketing staff, service staff, office staff နဲ့ video editor, junior accountant ဒီလိုဆိုရင်အယောင်ပိုင်းလေးတွေအတွက်ကတော့အာအမတို့ ို့ကြအခြေခံတော့မဖြစ်မနေတက်မြောက်ပြီးတော့သူကပါရရှင်ဆိုတော့အဲအမတို့ရုံးမိုင်းမှလည်းလုံရရှိမယ်လိုအပ်ရင်လိုအပ်တဲ့ကိုလည်းလှူရှားသွားလာရတာရှိမ ိုတော့ position အားလုံးအတွက်ပေါ့နော်ကိုပိုင်မျက်ပုံလေးရှိသူလေးတော့ဖြစ်ရပါမယ်ရှင်ကိုပိုင်မျက်ပုံလေးမရှိသူဆိုရင်တော့ရုံးကိုအသေးစိတ်ဆက်သွယ်ပြီးတော့စုံစမ်းမြင်ညံ့နိုင်ပါရဲ့ position နိုင်အတွက်အသက်18မြင့်နဲ့အချက်ရှိပြီးသူလေးလာရွှေထားနိုင်မှာပဲဖြစ်ပါရဲ့အချင်းဆိုင်တာကောင်းမှုသူအများနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့သူလေးဒီလာရောက်ပေးလို့ရပါရဲ့ရှင်လုပ်ငန်းအတွေ့အကြုံချီးကျူးပဲဖြစ်ဖြစ်လုပ်ငန်းအတွေ့အကြုံမရှိသူများပါတဲ့လာရောက်ပြီးတော့ရှောက်ထားနိုင်ပါရဲ့ရှင် ကျွန်မတို့ဆီမှာအလုံးခေါ်စာဟုတ်ပေါ့နော်ရုံးပိုင်း position နေတဲ့အတွက်ကစီရင်အောင်တင်မယ်ဆိုရင်တော့ပေါ်ပြထားရဲ့ ဖုန်းနံပါတ် Viber ဖုန်းနံပါတ်လေးနဲ့ပေါ်ပြထားတဲ့ Gmail လေးကနေပြီးတော့တစ်စင်းစီမောင်းဦးစွာပြပို့ပေးရပါမယ်ရှင်။တန့်ရှင်ရာယူအတော့ကတော့ပေါ်ပြပါဖုန်းနံပါတ်လေးကိုပို့ဆက်သွင်းပြီးတော့စုစမ်းပေးမြင်ပေးပါရှင်။ပေါ်ပြပါဖုန်းနံပါတ်လေးကတော့မနက်၈နာရီခွဲကနေပြီးတော့ညနေ၅နာရီအထိအသေးစိတ်စပယ်စုစမ်းပေးမြင်နိုင်ပါတယ်။တနင်္လာနေ့ကညစနေနေ့ထိပို့ဆက်သွင်းပြီးတော့စုစမ်းပေးမြင်နိုင်ပါရှင်။ တကယ်လို့ကုမ္ပဏီတိုင်းရဲ့ခေါ်ဆိုတာဖြစ်တဲ့အတွက်အလုပ်လာရွှေ့ထားမယ်ဆိုရင်တော့အမရရဲ့ကုမ္ပဏီလိမ့်စာလေးကတော့အမတ်တက်3.7ကကြီးသူမနာတက်လန်16အပိုင်းလေးရက်ကွက်ငွေချုံမှုနဲ့တရက်တော့မှတ်တိုင်မှာကြည့်ရှိရပါရှင်အလုပ်လာရောမလျှောက်ထားခင်အင်တာဗျူးချိန်လေးတွေကကန့်သက်ထားတာဖြစ်တဲ့အတွက် ဒီသူမဆိုလာရောက်မလျှောက်ထားခင်အသေးစိတ်ဖုန်းဆက်သွယ်ပြီးရောစုံစမ်းပြပါအောင်နော်အင်တာဗျူးကအချိန်သေးသေးကန့်သက်ထားပါရဲ့ဤရဲ့လေးတွေကန့်သက်ထားတာဖြစ်တဲ့အတွက်ဦးစွာဖော်ပြထားတဲ့ဖုန်းနံပါတ်လေးကိုအသေးစိတ်ဆက်သွယ်စုံစမ်းပြီးရောမှလာလျှောက်ပေးပါရှင်အမတို့ဒီတင်ငန်းကျုံတရရဲ့သုံးမှတ်တိုင်ကိုလာမယ်ဆိုရင်ရောက်တဲ့ကားနံပါတ်လေးဒီကတော့30 32 96ရောက်ပါရဲ့အဲ့ဒါကတော့အမတို့တရရဲ့သုံးမှတ်တိုင်ပေါ့နော်အမတို့ဟိုကုမ္ပဏီနဲ့ဆိုရင်တရရဲ့သုံးမှတ်တိုင်နဲ့3မိနစ် တော့ပဲလမ်းလျှောက်ရရပေါ့နော်ဆိုတော့တကယ်လို့တရသောမှတ်တိုင်တော့မဟုတ်ဘူးဇဝနာမှတ်တိုင်မှာရောက်တဲ့ကားရရှိရင်လည်းအိမ်မှာစဉ်းပြီးတော့လာလို့ရပါရဲ့ရှင်ဇဝနာမှတ်တိုင်ခါကျတော့ကားတော့ပေါ်ရပေါ့နော်ကနမတိ9 4664668689654ကမာကျော်ထော်ရကားတွေတော်များများရောက်ပါရဲ့ဇဝနာမှတ်တိုင်ရနေရှင်နော်ခမန်းကြီး9မိနစ်6မိနစ်လောက်တော့လိုက်ရှောက်ရ ရပါတယ်ရှင်။အဲတကယ်လို့လာအောင်ရှောက်ထားလို့သူများအနေနဲ့အမတို့ company ကိုဝင်ရောက်လေ့လာခြင်းနဲ့ဆိုရင်တော့အမတို့အခုပို့စင်တဲ့ Facebook page, TikTok account, YouTube account နဲ့ Telegram account တွေမှာဝင်ရောက်ပြီးရောလေ့လာကြည့်ရှုနိုင်တဲ့ကဲ့သို့အာဖော်ပြပါဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးရောလည်းအသေးစိတ်ဆက်သွယ်ဆိုတာမြင်နေနိုင်ပါတယ်။အမ position အတိုင်းအတော့ပေါ့နော်။ GCGS လေးတွေရောအပေါ်ပြထားတော့ပါဘူးသိသိကြည့်ချင်နေဆိုရင်တော့အမတို့ကိုဖုန်းဆက်သွယ်ပြီးရောဆက်ဆက်မြင်နေနိုင်ပါရဲ့ရှင် နော်အတကယ်လို့စိတ်ပါဝင်စားတဲ့သူများအနေနဲ့ကတော့အဖိုင်ပါဘုန်းသမီးလေးရဲ့ like ဆိုရင် gmail လေးရရနေသည်စေဆက်သွယ်ရှောက်ထားနိုင်တဲ့ကဲ့သို့ viber gmail ရဲ့အသုံးမပြုသူတွေအနေနဲ့ကတော့မတို့ group post တင်တာရဟိုရှင် facebook page messenger ဘာလို့ like ဆိုရင် tiktok uh, tiktok chat out တမမဟုတ်ရင် telegram account တို့ကနေပြီးတော့စေတိုက်ရိုက်ပေးပါ တော့စီအောင်ပြုဖို့ပြောလဲချက်ဖတ်နိုင်ပါတယ်။လုံးမဲ့တာယာတော်နေလေးဖြစ်ပါစေရှင်။အလုံးကိုကျေးဇူးများကြပါရရှင်။ပညာလဲရမယ်၊လားစားလဲရမယ်၊အလုံးတို့ကိုဟုတ်တယ်ရှင်။ရည်ပြဖို့ရှိပါမယ်။အလုံးမဲ့စိတ်ဝင်စားရဲဆိုရင်တော့မပြားဟိုင်ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့အသေးစိတ်ဆက်သွယ်ဆက်မိမြလိုက်တော့နော်။အလုံးမဲ့ကျေးဇူးပါ။အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့။စူးစမ်းချင်သူတိုင်းအတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှင်ပါ။အလုံးလို့ရဟုတ်ရှိရဲ့နော်။ thank you